င်္ဂလာပါကြဒီနေ့ကျွန်တော်ပြောပြမယ့်ဂျပန်သတင်းကတော့ TikTok မှာငလင်းဗီဒီယိုသတင်းအတူတွေဖန်တီးပြီးတော့လူကြီးများကလည်းဝင်ဝင်ရအောင်လုပ်နေကြတဲ့ကောင်းနေကြောင်းပြောပြသွားမှာဖြစ်ပါတယ်ပေါ့နော်အဲဂျပန်သတင်းမှာဘလို့ပြောလာလဲဆိုတော့မြန်မာမှာငလင်းကြီးလောက်ခတာခုဆိုရင်တလားပြေးသွားပြီလူမှုကွန်ရက်မှာ AI နဲ့ဖန်တီးထားတဲ့ငလင်းဗီဒီယိုတခုပြန်လာပြီးတော့လူတွေကလည်းဒါကြီးကိုတကယ်ကြီးထင်ပြီးဆဲကြပြုကြနေတယ်လို့ပြောပါတယ်ဂျပန်ကကျွမ်းကျင်ပညာရှင်တွေကတော့အဲ့ဒီဗီဒီယိုကိုကြည့်ပြီးတော့ဒါဒီဗီဒီယိုအတုတွေဖန်တီးနေတဲ့သူတွေ reaction တွေလုပ်နေတဲ့သူတွေကဒါလူစိတ်ဝင်စားလာအောင်ကြည့်ရှုလာအောင်သူကစွဲဆောင်ပြီးတော့လုပ်တာပေါ့နော် နောက်ပြီးတော့ဝင်ကိုရရှိတာဟုတ်အဲ့တော့တို့ဒီလိုလုတ်ထားတဲ့ဒါအတုတွေကနေမသိနားမလည်သူတွေကတကယ်ထင်ပြီးဖြန့်ဝေတာကြောင့်ခုလိုငလိန်လုတ်ခတ်နေတဲ့မြန်မာကြီးမှာပေါ့နော်ဒါတင်းများရဲ့မျက်ရည်ပေါက်ကြီးငယ်ကျနေရတဲ့အချိန်ကာလမှာမကောင်းတဲ့နေရာနဲ့ဝင်ကိုရှာတဲ့လုတ်ရလို့ပြောရမှာဖြစ်ပါတယ် TikTok နဲ့ဒါ Twitter ပေါ့နော်အရင်တုန်းက Twitter ခုတော့ X ပေါ့နော်အဲ့ဒီဗီဒီယိုကရေပန်းစားနေပြီးတော့မသိရင်တကယ်ဗီဒီယိုလို့ထင်မဲ့ရပြီးတော့ဒါလူပေါင်း3သိန်းကျော်အားလည်းကြည့်ရှုတာတယ်လို့သိရတယ်။ AI ကျွမ်းကျင်ပညာရှင်တွေကတော့အဲ့ဒီဗီဒီယိုကြီးအတူကြီးပါဆိုပြီးတော့တမ်းပြောပါတယ်။ ီဗီဒီယိုကိုဘာ AI နဲ့လုပ်ထားတယ်ဆိုတော့ water match ကြီးပေါ့နော်အဲ့ဒါကြီးကလည်းပါနေတယ်ဆိုပြီး तू ကပြောပါတယ်ဒါအပြင်ဗီဒီယိုထဲမှာမှလုတ်ရှားတဲ့လူပုံစံတွေလည်းတွေ့ရပါတယ်ပြောအသေးအောင်လို့ဖြစ်နေတဲ့လူတွေပေါ့နော်အသေးအောင်လို့သိသွားတာမဟုတ်ဘူးလူတစ်ယောက်ကလူတစ်ယောက်ရဲ့ပုံကြီးအတု AI ကထုတ်ထားတဲ့ပုံကြီးအတုပေါ့နော်အစ်စ်လို့သွားလာလုတ်ရှားမှုတွေအတုတွေအဲ့လိုမျိုးတွေဖြစ်နေရအောင်တွေ့ရတဲ့အတွက်ဒါ AI နဲ့လုတ်ထားရဆိုတော့သိကြတယ်ဆိုပြီးပညာရှင်တွေထောက်ပြတာပါ BBC ကလည်းဒါ AI နဲ့လုတ်ထားတာဆိုပြီးထောက်ပြထားပါတယ်မတိသေးတဲ့ညီမတွေအခုပြောပြတဲ့ဗီဒီယိုရှယ်မိနေရရှိပြန်ဖြတ်လိုက် နောက်ပြီးတော့အဲ့ဒီဟာကိုဖြန့်ဝေပြီးတော့တရင်တင်ဆက်နေတဲ့သူတွေကို report ထုတ်ပါအဲ့ဒီဗီဒီယိုအတုတွေ reaction လုပ်ပြီးတော့ထမင်းစားနေတဲ့သူတွေအကောင့်တွေကိုတွေ့ပေတွေကိုတွေ့ report ထုတ်ပါဒါကကိုလိုမြန်မာကြီးမှာအသက်ပြီးကြုံနေရတဲ့အချိန်မှာကိုပတ်စံယာရီတပိုးတဲ့ဟုတ်ပဲကြည်နေရဒီတပိုးတဲ့သမား reaction သမားရဲ့တရင်အတုတင်တဲ့သူတွေကိုခုလိုတွေ့ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ဂျပန်တရင်ကတော့ဒီလောက်ပါပဲကျွန်တော်ကတော့2018ခေတ်က Facebook မှာ Hana Sakari Japan ဆိုတဲ့နာမည်နဲ့ဂျပန်တရင်တစ်ခုရေးတယ်။ YouTube မှာလည်း Yukimi Channel ဆိုတဲ့နာမည်နဲ့ဂျပန်တရင်ဗီဒီယိုတင်ဆက်ပေးပါတယ်။ကျေးဇူးတင်ပါတယ်။